ထောင်လေးချထားတဲ့ပုံစံအခြေအနေအခင်းချင်းထဲမှာလွတ်လပ်ခြင်းတရားမျှတခြင်းစစ်မှန်ခြင်းဖြစ်တဲ့ရွေးကောက်ပွဲဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲအခက်ကဒီရွေးကောက်ပွဲရွေးကောက်ပွဲလို့ပြောရတာကိုတောင်မှဒီစကလုံးပါလေပါဇက်ဖျားမှာဟိုတော်တော်လေးကိုအဆင်မပြေပါဘူးပြောကြပြောကြကြည့်ဆိုတော့အဆင်မပြေပါဘူးเนาะအဲ့တော့ဒီအနာသိစစ်တပ်ကနေပြီးတော့ဥဆောင်ပြီးလုပ်မယ်ရွေးကောက်ပွဲကော်မရှင်ဆိုတာကလည်းသူတို့ခိုင်းသမျှအကုန်လုံးလုပ်ရတဲ့ကိစ္စ တချို့နေရာဒေသအသီးသီးမှာရွေးကောက်ပွဲတောင်မလုပ်ရသေးဘူးမဲတောင်မပေးရသေးဘူးရှင်ပြိုင်မဲ့ပြိုင်ဘက်ကိုယ်စလေလောက်ရှင်ပြိုင်မဲ့ပြိုင်ဘက်ပါတီမရှိတဲ့အတွက်အလိုလျောက်အမတ်အဖြစ်နိုင်ပြီးတဲ့နေရာတွေရှိနေတယ်ဆိုတော့တိုင်းရကြတဲ့ဟာလေဟိုဘယ်လိုပြောမလဲကလေးစကားစကားနဲ့ဆိုရင်ဟာတာကြီးလိုလိုဖြစ်နေတာလေတိခါတော့ရစရာတရာပိတ္တုကိုအလှည့်ပေးပါမယ်ဆရာကြီးအဲဆရာအနေနဲ့လည်းပဲပေါ့နော်ရဝန္တုတ လိုင်စင်ပေးမဲ့တွေ့အောင်ရုပ်ကဝဲပေါ်မှာဆရာရဲ့အမြင်တဘောထားလေးတွေမြင်ကြပေးဖို့ဆွေးနွေးပေးဖို့ဆရာကိုဖိတ်ခေါ်ပါတယ်ဗျ။ဟုတ်ကဲ့ဒီနေ့ IIP ရဲ့ဒီ Skywine လေးမှာ ပါဝင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်တယ်။ဒီ data တည်တည်ရနေပြီးတော့မှဒီ Zoom Lite လေးကိုကြည့်ရှုပြီးတော့နားထောင်နေကြတဲ့ပြည်သူပြည်သားများနဲ့တကွအရောက်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်။အာ Lite လွှင့်ပေးနေတဲ့မိဖက် သတင်းဌာနမီဒီယာများကိုလည်းကျေးဇူးတင်ပါတယ်။အားလုံးပေါ်မှာကိုခန္ဓာကြမ်းမှချင်းစဉ်နှလုံးရှင်လန်းချင်းတက်တာချင်းဝိညာဉ်လွတ်မြောက်ခြင်းတဲ့ကွာထော်ရဖျားထံတော်မှကောင်းကြီးမင်္ဂလာအလုံးစုံတက်ရောက်ပါစေလို့ယေရှုနာမ၌ကောင်းကြီးပေးဆုတောင်းမြတ်တာပို့တာပါတယ်။ဆိုတော့ရွေးကောက်ပွဲလို့ပြောတယ်။ရွေးကောက်ပွဲရဲ့အခြေခံကတော့လွတ်လပ်ခြင်းရှိရမယ်။ပွင့်လင်းမြတ်တာခြင်းရှိရမယ်။တရားမျှတမှုရှိရမယ်။ အဲ့ဒီရာတွေပေါ်မှာအခြေခံပြီးတော့မှန်ကန်တဲ့စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်ပါတယ်။ဒါနဲ့နိုင်ငံတကာစံချိန်စံညွှန်းတွေရွေးကောက်ပွဲလ ీల စောင့်ကြည့်ရေးအဖွဲ့တွေသတင်းဌာနတွေရွေးကောက်ပွဲကော်မရှင်ဆိုတဲ့ဘယ်ဘက်ကမှမလိုက်တဲ့ဘယ်မလိုက်တဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ထိန်းချုပ်မှုတွေထိန်းကုပ်မှုတွေနဲ့တကွစနစ်တကျနဲ့တည်တည်ချာချာပြုလုပ်ရမယ်အရာဖြစ်ပါတယ် အခုလိုမျိုးဖုတ်ပူမိတဲ့အလုတ်ဖြစ်ရင်ပြီးရောဟေးဆိုပြီးတော့စပြီးတာထွက်လာကလေးကဒီရွက်ောက်ပွဲဟာစစ်မှန်ဖို့အတွက်ဝေးတယ်ဆိုတာနံပါတ်1အနေနဲ့သုံးသပ်ဆင်ခြင်သိမြင်လို့ရပါတယ်အဲ့တော့လွတ်လပ်ပြီးတရားမျှတဲ့ရွက်ောက်ပွဲဖြစ်ဖို့ဆိုတာကတိုင်းပြည်ထဲမှာလွတ်လပ်လပ်ပြောလို့ရလားဆိုလို့ရလားဝေဖန်လို့ရလားတွေးခေါ်လို့ရလားကိုတွေးခေါ်ဆင်ခြင်သုံးသပ်တဲ့အရာကိုလွတ်လပ်လပ်ပုံဝင်နေနေ ကိုယ်လည်းမြင်တာဆိုတာပြောဆိုလို့ရလားရေးသားလို့ရလားအဆုပ်ပြုလို့ရလားရေကောက်ပွဲဆိုတာကပြည်သူတူးချင်းစီရဲ့အသက်ပြည့်ပြီးတော့မဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူတူးချင်းစီရဲ့စန္ဒကိုပေါ်ထုတ်တာဖြစ်တယ်ချပြတာဖြစ်တယ်တင်ပြတာဖြစ်တယ်အပြိုင်အင်ဆိုင်မဲပေးကြတာဖြစ်တယ်ဆိုတော့အခုတိုင်းပြည်ထဲမှာဒီမဲဆန္ဒရှင်ပြည်သူတွေအနေနဲ့တကယ်ကိုရဲ့စန္ဒကို ဖော်ထုတ်လို့ရလို့လားဖော်ထုတ်ခွင့်ကိုရှိလို့လားလွတ်လပ်တယ်ဆိုတဲ့စကားလုံးရဲ့အနှစ်သာရနဲ့အ내အိဗေဟာအခုတိုင်းပြည်ထဲမှာရှိနေလို့လားလွတ်လပ်တယ်ဆိုတာမပြောနဲ့လွတ်လပ်တဲ့တိုင်းပြည်တွေကိုထိန်းကွက်တဲ့တရားဥပဒေစိုးမိုးမှုတောင်မှအလွန်အင်မတန်အားနည်းနေတဲ့အချိန်လေးအခင်းချင်းမင်းမစရိုက်ဆန်းဆန်းနေတဲ့တိုင်းပြည်ထဲမှာများစွာသောရာဇဝတ်မှုတွေနဲ့ လွန်မိုးနေတဲ့ပြည့်နေနေတဲ့အခြေအနေအခင်းကြီးအချင်းကိုကိုကိုအစိုးရပါလို့ပြောနေတဲ့အနာသိန်းစစ်တပ်ကလည်းနေရာဒေသအသီးသီးမှာစစ်ပွဲတွေဖြစ်ပြီးတော့မှတိုက်ပွဲတွေရင်ဆိုင်နေရပြီးတော့မှအဲ့ဒီစစ်ပွဲတိုက်ပွဲတွေမှာလည်းစစ်ကိုစစ်နဲ့တူအောင်တိုက်မဲ့အစားမြို့ရွာတွေကိုဝင်ရောက်မြို့ရွာတွေကိုဖျက်ဆီးမိရှုလေရင်နေနဲ့စာတင်ချောင်းမှာမချမ်း ကလေးငယ်တွေနေရာပါမချမ်းစပေးရှောင်းနေနေရာအပါဝင်ဘုံကြီးเจ้าဗလီနဲ့တကွခရံဖျားเจ้าနေ ਉ ပါဘုံကျဲပြီးတော့မှကန်းလွန်လက်လွန်တရလွန်ဥပရိကိုချိုးဖောက်ပြီးတော့ဆရာဆွေမှုတွေကျူးလွန်ပြီးတော့မှအမျိုးမျိုးလုံနေတဲ့အချိန်နေအချိန်ကခင်းချင်းတိုင်းပြည်ထဲမှာဖြစ်နေတာမသင်္ကာဘူးဆိုရင်ဖန်စီအခုစစ်ဘုရားဥပဒေဆိုတာကိုတစ်ဖက်သက်ပြဋ္ဌာန်းပြီးတော့မှနေရာဒေသအသီးသီးမှာ လူငယ်လူရွယ်တွေအမျိုးသားတွေမတရားဖမ်းဆီးခြင်းခံရမတရားပြန်ပေးဆွဲတဲ့ပုံစံတွေခံရမတရားဖမ်းပြီးတော့လူကုန်မှုရောင်းစားတဲ့ပုံစံတွေခံရပြီးတော့မှမြန်းစွာသောလူငယ်လူရွယ်တွေကအတိတ်ဒုက္ခရောက်ပြီးတော့မှကုရကယ်ရမဲ့ထွက်ပေါက်တော့မှမရှိတဲ့အခြေအနေအချိန်အခါတရင်တွေထဲမှာကျွန်တော်တို့တွေ့ရတယ်အခုပြီးခဲ့တဲ့တပတ်ကျော်တော်တွဲမှာနော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့လှုံ့ဆော်ရေးအာရုပ်ရှင်တို့လေးဟို ရိုက်ကူးပြီးထုတ်လွှင့်ပြတာတဲ့ခါများစွာနိုင်ငံကမှရှိနေတဲ့မြန်မာပြည်သူပြည်သားတွေရော ပြည်တွင်းမှာရှိနေတဲ့မြန်မာပြည်သူပြည်သားတွေရော များစွာဝေဖန်မှုတွေဖြစ်တဲ့အတွက်အချို့ချို့သောအမှုပညာရှင်တွေကပြပကိုထုတ်ဖို့တော်တော်မှထောက်ခွင့်မရတဲ့အခြေအနေဆိုတော့တနိုင်ငံလုံးကိုထောင်ထဲချထားတဲ့ပုံစံအခြေအနေအခင်းကျင်းထဲမှာလွတ်လပ်ခြင်းတရားမျှတခြင်းစစ်မှန်ခြင်းဖြစ်တဲ့ရွေးကောက်ပွဲဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲ ဒါမယူဆိုရင်တာမန်စဉ်းစားတတ်မယ်ဆိုရင်ဒီဥစ္စာစဉ်းစားလို့ရတယ်တဲ့ကိစ္စအဲကြောင့်ဒီရွေးကောက်ပွဲခက်တာဒီရွေးကောက်ပွဲရွေးကောက်ပွဲလို့ပြောရတာကိုတောင်မှဒီစကလုံးဟာလေပါဇက်ဖျားမှာဟိုတော်တော်လေးကိုအဆင်မပြေပါဘူးပြောကြပြောကြကြည့်ဆိုတော့အဆင်မပြေပါဘူးเนาะအဲ့တော့ဒီအနာသိစစ်တက်ကနေပြီးတော့ဥဆောင်ပြီးလုပ်မယ်ရွေးကောက်ပွဲကော်မရှင်ဆိုတာကလည်းသူတို့ခိုင်းသမျှအကုန်လုံးလုပ်ရတဲ့ကိစ္စအဲ့တော့ထားလိုက်ပါတော့ပြည်သူပြည်သားနဲ့ နိုင်ငံလူနိုင်ငံသားခရထားလိုက်အောင်ဘွေးကောက်ပွဲကိုပါဝင်ဝင်ရောက်ရှင်းပြပါမယ်ဆိုတဲ့ပါတီတွေမှာရောလွတ်လပ်ခြင်းရှိလို့လားညှတာခြင်းရှိလို့လားဆိုတော့ပါတီတွေပပုတ်တင်ဖြစ်သိမ်းခံရတဲ့ပါတီတွေများစွာရှိတယ်ပကသိဟူကိုယ်စလေလောင်းနေဖြစ်တင်သွင်းတဲ့သူတွေပယ်ချခံရတာရှိတယ်အကြောင်းမျိုးမျိုးတွေနဲ့เนาะပြီးတော့ဆောစောပြောခဲ့တယ်ဖုံမိတ်ခဲ့သလိုပဲ တချို့နေရာဒေသအသီးသီးမှာရွေးကောက်ပွဲတောင်မလုပ်ရသေးဘူးမဲတောင်မပေးရသေးဘူးရှင်ပြိုင်မဲ့ပြိုင်ဘက်ကိုယ်စလေလောက်ရှင်ပြိုင်မဲ့ပြိုင်ဘက်ပါတီမရှိတဲ့အတွက်အလိုလျောက်အမတ်အဖြစ်နိုင်ပြီးတဲ့နေရာတွေရှိနေတယ်ဆိုတော့တိုင်းရကြားရတဲ့ဟာလေဟိုဘယ်လိုပြောမလဲကလေးစကားစကားနဲ့ဆိုရင်ဟာတာကြီးလို့လို့ဖြစ်နေတာလေဒီဥစ္စာကြီးကလုံးဝမမဟိုအထင်ကမဲ့ဗရန်ဘရာပုံစံမျိုးဖြစ်နေတာဒီလိုရွေးကောက်ပွဲမျိုးကို အခုကြည့်အသိမှတ်တွေ့မလားတဲ့ဒေသတွေမှာအာဆီယံအာဆီယံဖွဲ့ဟိုတင်ပြတဲ့အာဆီယံဖွဲ့ကရွေးကောက်ပွဲကိုစောင့်ကြည့်နေလာမယ်သူအာဆီယံနေနဲ့လောကမစင်လွတ်ပါဘူးလို့သတင်းထုတ်ပြန်တယ်နော်မစင်လွတ်ပါဘူးလို့သတင်းထုတ်ပြန်တယ်အခုဒီနေ့ပဲသတင်းလေးတွေ့လိုက်တယ်ကျွန်တော်စောစောနယူးဇီလန်ကလာနော်ဒီလွတ်တော်မှာလွတ်တော်ကော်မတီလွတ်တော်မှာတင်သွင်းကြတယ်မြန်မာနိုင်ငံပြုလုပ်မဲ့ရွေးကောက်ပွဲကိုအသိမှတ်ပြုမပြုမပြုဖို့အတွက်နော်လွတ်တော်မှာတယောက်ကဥဆောင်ပြီးတော့အစိုးတင်သွင်းတယ် အခြားလွတ်တော်အမတ်တယောက်ကထောက်ခံတော့ကန့်ကွက်သူမရှိသူတို့အတီးပြုတ်လိုက်ပြီဒီရွေးကောက်ပွဲကိုလုံးဝအသိမှမပြုတ်ဘူးဆိုတာစောစောလေးတွေမှကျွန်တော်သတင်းဖတ်လိုက်ရသေးတယ်ဒီဥစ္စာတော့သတင်းဌာနတွေခိုင်ခိုင်မာမာတင်ထားတဲ့တရားဝင်သတင်းဖြစ်နေတာစိုက်ဝါလည်းမဟုတ်ဘူးသတင်းမှလည်းမဟုတ်ဘူးအမှန်ကန်ဖြစ်တယ်အဲ့တော့နိုင်ငံတကာအတိုင်းဝိုင်းနိုင်ငံတကာရှေ့မှောက်မှာလေဘယ်သူမှမယုံနဲ့ဘယ်သူမှလက်မခံနဲ့ဘယ်သူမှအသိမှမပြုတ်တဲ့ရွေးကောက်ပွဲကြီးဖြစ်နေတာအဲ့တော့စကလုံးမရှိတယ် ရွေးကောက်ပွဲဆိုတဲ့စကလုံးမဲ့ရှိတယ်အဲ့ဒီစကလုံးရဲ့အနှစ်သာရအဲ့ဒီစကလုံးရဲ့အ내အိပ်ပဲအဲ့ဒီစကလုံးရဲ့တံဖိုးဘာမှမရှိဘူးဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကတော့နိုင်ငံရေးတွေဟွာတွေဒါတွေမပြောသေးဘူးမပြောသေးဘူးဒီစကလုံးနဲ့အနှစ်သာရနဲ့သူ့အတိတ်ပဲပြုတ်လုံနေတဲ့လောက်ကင်ဆောင်ရွက်လာတဲ့အချိန်မီအခင်းချင်းတွေပေါ်မှာပဲကျွန်တော်တို့သုံးသက်ရင်းကိုဒီရွေးကောက်ပွဲဟာဘာဘလို့မှ နော်ဟိုဟာမဖြစ်တယ်မစစ်မှန်တဲ့ရွေးကောက်ပွဲဒါအတူရောလှုပ်ယူတဲ့ရွေးကောက်ဒစုံတစ်ခုကြောင့်လှုပ်တာဒစုံတစ်ခုကြောင့်လှုပ်တာငငယ်သုံးသက်တဲ့သူတွေကတော့အများကြီးပေါ့လေရွေးကောက်ပွဲလှုပ်လိုက်မယ်ရွေးကောက်ပွဲလှုပ်ပြီးရင်တော့အစိုးရဖွဲ့မယ်အစိုးရဖွဲ့ပြီးတော့လွတ်တော်ခေါ်မယ်အဲဒီမှာလွတ်တော်မှာတပ်ပရတွေခန့်မယ်ဒုသတော်တွေခန့်မယ်ဝန်ကြီးချုပ်တွေခန့်မယ်ဟလာဝန်ကြီးဌာနအသီးသီးဝန်ကြီးတွေခန့်မယ်ဆိုတော့တကယ်အခုလောလောဆယ်ရှိနေတယ်ကုလသမဂ္ဂမှာနော်မနေ့ကဖြစ်တနေ့ရတဲ့သတင်းတဲမှာတွေ့တယ်ကုလသမဂ္ဂမြန်မာနိုင်ငံတပ်ပရဦးဝင်းမြင့် မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးကဒေါက်ဆန်းစုကြည်ဆိုပြီးတော့ဆက်လက်ပြီးတော့မှဒါဒီဥစား remark ဆက်ပြီးလှုပ်ထားတယ်ဆိုတာ။ဒါကုလသမဂ္ဂမှာလည်းမြန်မာနိုင်ငံရဲ့ ambassador အနေနဲ့တာမတ်ကြီးနေနေဥချုပ်မုံထွန်းအခုဒီဒီပဲဆက်ပြီးရှိနေသေးတယ်။ဆိုတော့ဒီအရာတွေကိုတို့ကတော်တော်လေးကိုမရှိဘာမဆာနိုင်လေဘလို့မှလက်မခံနိုင်ဖြစ်မရှိနိုင်မခံနိုင်ဖြစ်နေတဲ့ကိစ္စဒီအရာတွေကိုသူကဖြစ်ပဲဖြစ်ဖြစ်ချင်တာပဲဖြစ်ဖြစ်ချင်ပြီးတော့အခုကျွန်တော်အစိုးရရှိပါပြီဒီမှာဓမ္မရပါဒီမှာဒုဓမ္မပါဒီမှာဝင်ကြီးပါဒီမှာဝင်ကြီးကျော်ဒါမျိုးတွေသူက ပြချင်တာလှုပ်ချင်တော့တာလေဒါအတွက်ကိုဒါမဖြစ်မနေကြီးအတင်းရောကာရောအရမဟောလှုပ်ယူနေတဲ့ရွေးကောက်ပွဲဒါကအတုအယောင်ကြီးလေဘလို့မှအစ်မမမဖြစ်တဲ့ဟာကြီးကိုတရားကကျွန်တော်တို့တိုင်းသူပြည်သားနေအနေနဲ့တော့ကောင်းဘာသာပေါင်းစုံသီးသီးမှရှိနေတဲ့ဘာသာရေးခေါင်းဆောင်များအနေနဲ့တော့ကောင်းအဲ့ဒီဘာသာဝင်သီးသီးတွေရဲ့ဘာသာဝင်သီးသီးတွေအနေနဲ့တော့ကောင်းဒီကိစ္စဟာလုံးလုံးအတ္တမကြီးဖြစ်နေတာဒီကိစ္စလုံးလုံးမတရားမှုကြီးဖြစ်နေတာဒီကိစ္စလုံးလုံးအတုအယောင်ကြီးဖြစ်နေတာ ဲ့တော့ဒီအတ္တမကြီးဖြစ်နေတယ်မတရားမှုကြီးဖြစ်နေတယ်အတုအယောင်ကြီးဖြစ်နေတယ်ဒီလို့အခင်းချင်းနဲ့ဒီလိုကိစ္စမျိုးကိုကျွန်တော်တို့ကဘယ်လိုစိတ်တွေနဲ့ပါဝင်ကြရမှာလဲဘယ်လိုစိတ်တွေနဲ့ကျွန်တော်တို့လုံနိုင်မှာလဲဘယ်လိုစိတ်တွေနဲ့မေးမေးပေးနိုင်မှာလဲဒါစဉ်းစားကြည့်ရင်ဒီဥစ္စာနော်ဟိုအတော်အကူတူကြီးတဲ့ကိစ္စနော်ဘာလို့လဲဆိုတော့ဒီဟာပုံကိုဒီဇုံတယောက်နဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူးအတင်းဖွဲ့တစ်ခုလေးနဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်တတိုင်းတပြည်လုံးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်နောက်တစ်ခုကကဘာရှိမှာကဘာ အလေကောင်မျက်နှာကပရှိမှာနော်မျက်နှာမဲရတဲ့ကိစ္စဖြစ်တယ်နောက်တစ်ခုကဒတိုင်းတပီလုံးနဲ့သက်ဆိုင်တဲ့ဆိုတဲ့အခါမှာနိုင်ငံရေးရသက်ဆိုင်တဲ့စီးပွားရေးရနိုင်ငံရေးရတော့အကုန်လုံးသက်ဆိုင်သွားပြီဗျာနိုင်ငံရေးသက်ဆိုင်အကုန်သက်ဆိုင်သွားပြီနော်စီးပွားရေးရသက်ဆိုင်တဲ့လူငယ်တွေရအနာဂတ်အတွက်သက်ဆိုင်တဲ့ပညာရေးအတွက်သက်ဆိုင်တဲ့ကုံသွယ်မှုအတွက်သက်ဆိုင်တဲ့အလောက်ကိုင်းဖွင့်လန်းအတွက်သက်ဆိုင်တဲ့နောက်ဆုံးတိုင်းပြည်ထဲမှာလူအဖြစ်လူပီပီတတရှင်တန်ရက်တီဖို့အထီးအောင် ဖဲရိုက်ပြီးတော့သက်ဆိုင်တယ်အခုအခုဘသူကလူပြီးပြီးသားရက်တည်နိုင်တော့လဲကြက်စစကြည့်เนาะရန်ကုန်မြို့ကြီးอ่ะတကယ်ဆိုရင်ညမနေဘူးည7:00နာရီ7:00နာရီဒီအရင်တော့ဆိုရင်ဟိုတွာလာလောက်ကင်လောက်ရှားနေတယ်ခဏနေ7:00နာရီလောက်ကတည်းကမနေ့3:00နာရီလောက်ထိလေးပဲနင်းလေးလေးညင်သွားပြီဒါတော့မှဘားတွေကလက်တွေရှိသေးတယ်เนาะညင်သွားပြီးတော့မနေ့3:00နာရီလောက်ဆိုဈေးကြိုတွေသွားနေပြီဈေးကြိုတဲ့သူတွေသွားတဲ့ဈေးတွေထွက်နေမှဆက်ပြန်ဒါမျိုးတွေရှိနေတယ်ရန်ကုန်မြို့ကြီးอ่ะအခုမြင်းကြီးကြောက်ကြည့်လေည7:00နာရီ9:00နာရီဆိုမရှိတော့ဘူးเนาะ အခုဟိုပျော်ဝဲရှင်ဝဲနေတာအဆွတ်ဆက်ပြီးတော့လုံနေကြတယ်အဲ့ဒီပျော်ဝဲရှင်ဝဲတွေလုံနေတဲ့အချိန်လေးအချိန်ခါမှာလဲဒီလူငယ်တွေကိုမတရားဖမ်းဆီးပြီးတော့မတရားလုံနေဥပဒေမဲ့ဗျမ်းမလားလက်လွတ်စွဲကိုလုံနေတဲ့အတိုင်းပြည်ကြီးမှာလွတ်လပ်ပြီးတရားမျှတတဲ့ပွင့်လင်းမြင်သာပြီးစစ်မှန်တဲ့ရွေးကောက်ပွဲဘယ်လိုနည်းနဲ့မှဖြစ်မလာပါဘူးဒါကြောင့်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ကရှိနေတဲ့နေရာကြုံနေတဲ့အခြေအနေတွေကနေမဖြစ်ဖြစ်တဲ့နည်းနဲ့ကိုအတိမတ်မပြုတ်ရုံမျက်မှောက်ဆန့်ကျင်ရမှာဖြစ်တယ် အခုကြည်သတင်းတွေထဲမှာเนาะဟိုအကုန်လုံးကြက်တိပြီးသားပွားထနေတာပဲဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရာကိုအစိတာဖြစ်စေတဲ့အနောက်ရှက်ဖြစ်စေတဲ့ပြောဆိုမှုတွေဝေဖန်မှုတွေရေးသားမှုတွေလုပ်ရင်ဖန်ဆီးမယ်ထောင်ချမယ်เนาะဟိုနောက်ဆုံးထောင်တော်မှာနှိရှိချမယ်ကြီးလေးတဲ့ပြစ်ဒဏ်ရရဆွေးမှုကြီးပုံစံမျိုးနဲ့ဆိုတဲ့ဥပဒေကိုထုတ်ပြီးတော့မှအခုကြီး social media ပေါ်မှာ social media ဒီဒီ platform တွေပေါ်မှာ နော်သူများရေးတဲ့ဟာလေးကိုတွားပြီးတော့လိုက်လေးပေးတာတောင်မှ comment ရေးဖို့နေတာလိုက်လေးပေးတာအသေးလေးပေးတာတောင် react လေးပေးတဲ့လူတွေကိုတောင်မှဖမ်းဆီးပြီးတော့မှတရားတော်ဘောင်ဆွဲဖို့အတွက်ထောင်ချဖို့အတွက်ပြစ်ဒဏ်ချဖို့အတွက်လုပ်နေတဲ့အခြေအနေအနေထားကြီးဟာဘယ်လိုလုပ်ပြီးတော့ဆက်မှန်ပါလဲဘယ်လိုလုပ်ပြီးတော့တရားမျှထားပြီးတော့လွတ်လပ်ပါလဲတကယ်တော့တစ်ဖက်ကကြည့်ရင်ဟာပလိုလိုဖြစ်ပေမဲ့အလုံးအင်မတန်စိတ်တူစရာကောင်းတဲ့အလုံးအင်မတန်ဒေါသ ဖြစ်เสียခံမြင်เสียကောင်းတဲ့ကိစ္စကြီးဖြစ်တယ်ဆိုတော့ဒီຢာကိုကျွန်တော်တို့ကစိတ်ဒုက္ခတွေဒေါသထွက်တဲ့ခံပြင်းတာတွေခဏလေးထားလိုက်အောင်မတရားမှုကြီးအတ္တမှုကြီးလုံလုံကြီးဖြစ်နေတဲ့အတုရောင်ရွေးကောက်ပွဲကိုကျွန်တော်တို့အသိမြတ်မှတ်မပြုတ်ယုံမြတ်မကငကလေးလုတ်ပြီးတော့မှ လုံးဝဟိုရှိနေတဲ့အချိန်နေနေထားတဲ့မှာစန့်ကျင်ရမှာဖြစ်တယ်ဆိုတော့ပထမပိုင်းနေလဲကျွန်တော်တင်ပြဆွေးနွေးလို့ပါတယ်အမြင်ကိုသုံးသပ်ပေးလို့ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဦးစင်ဟုတ်ကဲ့ပါဆရာကြီးခုလိုပြည့်ပြည့်စုံစုံ ဆွနစ်ပေးတဲ့အတွက်ဆရာတရာပတိကိုကျေးဇူးများစွာတင်ရှိပါတယ်